ဘုန်းကြီးတို့ကိုယ်တိုင်ကိုပဲဒီဇက်တဲ့ပတ်သက်တဲ့အာယံကြောယောဂစပြီးဖြစ်ခါစားဒီကမာကြီးတဲဦးကအမြဲတမ်းတရားတရားကောင်းအဲ့ဒီဆရာကိုပြန်ပြီးယောဂကြောက်စိတ်တန်တဲ့ကုလန်တဲ့ကုပေါ်အဲဘုန်းကြီးတို့လည်းယုံနာမယုံနာသာထားတဲ့ကုချင်းကုလို့ ့ရှိရင်တသိန်းခွဲပြည့်ရတယ်။ဒါပေမဲ့အဲ့ဒီကမှရဲ့ရဲ့ရောတသိန်းခွဲပြည့်ပြီးတဲ့ကြောင့်။အဲ့ဒီဆရာကစကားပြန်မပြောနိုင်ဘူး။ဘိုးတော်ပေါ့။အာပြောပြရလို့ဆိုသူ့မှာစကားပြန်ပါတယ်။သူ့အတန်လေးထည့်ပါပြောတယ်ဆိုတာစကားပြန်တဲ့လူကပြန်လာ။အဲသူပြောတာတော့ ထက်လာအဲ့ဒါကိုထုတ်လိုက်ရင်ကြောက်ပါတော့ပေါ့ကဲကောင်းပြီပဇာဟာလာခြေကံလေးတလုံးယူပဇာဟာအာရုံကိုပြူကလေးနဲ့ကန့်တဲ့အခါကျတော့အာရုံကိုပြူနဲ့တလိတော့အဉ္ဇညာဘောဓာတ်သဘာဝပေါ့အဲ့ဒီအဉ္ဇေဘောနဲ့ကအန်ချလိုက်အန်ချလိုက်ဆို ာနာပန်ချလိုက်တာလေဘာတွေ့လို့ဆိုထွေးရံထဲမှာဝါကချီချီတွေ့ဝါအမြင်အမြင်လေးတွေထွေးတွေ့တို့တော့ဘုံရတတိထားနေတာဆိုနတ်ဆက်ဖြတ်ချက်မှာမဟုတ်ဘူးတဲ့လေချောင်းနဲ့ကနေထွက်သွားရမယ်ဆိုတော့အထောမယ်တို့တော့လည်းလည်းဒီနေ့ထွေးရံထဲမှာရောက်တာဘယ်ရောက်လာတာတော့သိရတယ် ကိုယ်လည်းယုံကြည်စိတ်သိချတာမဟုတ်အဲ့တော့ထွေးခံနဲ့ရောက်တော့တာမဟုတ်တဲ့ဒါပေမဲ့မလေးကြီးကလည်းထွက်တာမဟုတ်ဘူးတော့ကြည့်လိုက်တဲ့အခါအဲ့ဒီဝါပတ်လေးကိုကြည့်ပြီးတော့ဒါလေးကအသေးလေးကိုစူးသွားရင်ကုလိုမရတော့ဘူးပေါ့လေဒါလေးကဒါသူတို့ရဲ့စကားလုံးလေးတွေပေါ့အဲ့ဒီတော့ဒါကိုတွေ့နောက်ကျဘာလို့လုပ်လို့ဆိုတော့တန်လုံးလေးတစ်လုံးပြေးသွားဒီနေ့ ရားစင်မှာပဲတင်ထားလိုက်တာခြေသေးလာတာမပြေပါသူတိတ္တာကဘာပါလာလို့ဆိုပိုးချီတွေတစ်ခုပါခြေငယ်ကြီးတစ်ခုပါအဲ့ဒီခြေတွေကိုတပတ်ရှုံလေးထုံးပြီးတယ်ခါလိုက်တဲ့အခါကျတော့လက်ခံလေးတွေဖြစ်တာဒါကတော့တကယ်ပြတ်တဲ့ရှင်းရှင်းလေးတွေတော့လက်မြက်ဒီလက်ခွက်လေးတွေဖြစ်သွားတယ်ကျိုးလေးတွေနဲ့လက်ခွက်လေးနောက်တစ်ခါထပ်ခါလိုက်တဲ့ ဝါယံလက်ဖက်ကအစိတ်ဘုန်းကြီးအတွက် special ပေးခဲ့တယ်။တခါမှမတော့အောင်ဒီတိုင်းနဲ့တင်ထား။ဘုရှိသေးရမသိဘူး။ကျန်တဲ့လူတွေကျန်တဲ့လူတွေကိုတော့လက်ဖက်တကုံးတကုံးကိုအဆန်အစိတ်စီနဲ့ရောင်းတယ်။တော်တော်လေးရောင်းကောင်းတယ်။ဒါကြည့်တယ်။အဲ့ဒီလူတွေဘာရတော့တော့မသိဘူး။ဘုန်းကြီးကဘာမှမရဘူး။ကျောပါတဲ့ဒီတိုင်းဒီတိုင်းပါ။ တစ်ခုပဲပြတ်နိုင်တာမပြတ်နိုင်ဘူးမဟုတ်ဘူးပြတ်သူပြတ်အဲ့ဒီဆန်းဆန်းလေးတစ်ခုပေါ်မှာယုံကြည်လိုက်လို့ရှိရင်ကျန်တဲ့လေးကအကောင်တော့ကွာယုံကြည်သွားလူတွေမှာအဲ့လိုဖြစ်တယ်ဒါဆက်ပြီးပြောတာ